ငါးလမကြော်သေးတဲ့ကလေးရဲ့ငယ်တဲ့ကိုလုံးဝဓာမျိုးသွားမလုံမိစေနဲ့ဒါကိုတော့လူကြီးသူမအတော်များများနဲ့မိခင်ဖခင်တွေတော့ကောင်းကောင်းကြီးနားလေသဘောပေါက်ကြပါတယ်ဒါပေမဲ့လည်းအချို့သောလူငယ်လေးတွေနဲ့မောင်နှမသားချင်းကလေးတွေရှိတယ်ဆိုရင်သူတို့တွေကိုဒီအချက်ကိုမဖြစ်မနေပြောပြထားတင်ပါတယ်အဒီလိုမှမဟုတ်ဘူးဆိုရင်ကလေးကိုချီးရင်ထရင်နဲ့ကလေးရဲ့ဥကောင်းလေးကိုအခုပြောပြပေးမယ်မလုပ်တဲ့အရာကိုလုပ်လိုက်ပြီလို့ကတော့ကလေးလေးကချက်ချင်းကိုအသက်ထွက်သွားနိုင်ပါတယ် မွေကင်းစားကလေးနဲ့အသက်တနည်းမပြည့်ခင်ကလေးလေးတွေရဲ့ဥကောင်းကငရေနေရာလေးမှာလှုပ်စီလှုပ်စီဖြစ်နေတာကိုပရိသတ်တို့သတိထားမိကြမှာပါသူတို့အသက်ရှူနေတာနဲ့အများအဲ့ဒီငရေကလေးကလည်းလှုပ်စီလှုပ်စီဖြစ်နေတာကြောင့်ကြည်ရတာကတော့အတော်လေးကိုအသေးရဖို့ကောင်းပါတယ်ဒါလေးကအသေးရတယ်ဆိုပြီးတော့သွားပြီးတော့ဖိတာကင်နာမျိုးလုံးဝမလုပ်လိုက်ကြပါနဲ့အဲ့ဒါလေးကအသက်၅လမကျော်သေးတဲ့ကလေးလေးတွေအတွက်ကတော့အဓိကအသက်သွေးကြောလို့ပြောရမှာပါဘာလို့လဲဆိုရင်တော့ကလေးတွေကမွေးမွေးပြီးချင်းမှအယိုးတွေအကုန်မဆုံသေးပါဘူး အထူးသဖြင့်ဥကောင်းမှာဆိုရင်စကူဘုံလို့ခေါ်တဲ့ဥကောင်းရိုးတွေဟာအပြည့်အဝချိတ်ဆက်နိုင်စွမ်းမရှိသေးပါဘူး။ဒါကြောင့်မလို့အဲ့ဒီငယ်ရိတ်နားလေးဟာဥကောင်းအခွန်ဖြစ်သွားမဲ့လက်ကျန်နေရာလေးဖြစ်ပါတယ်။သူကအပေါ်မှာအမေးပါလေးတစ်ထပ်နဲ့ကာယံပေးထားတဲ့ဆပင်မဲလေးအယိုးလေးခုစလုံးတိတိကျကျမချိတ်ဆက်သေးတဲ့အလဲနေရာမှာဖြစ်နေတာကြောင့်မလို့လက်ချောင်းတစ်ချောင်းနဲ့များအတင်းအကျပ်ဖိပြီးထိုးထည့်လိုက်မယ်ဆိုရင်အဲ့ဒီနေရာကြီးကကျွန်ထွက်သွားနိုင်တာမျိုးတွေရှိပါတယ်။အချို့ဆိုရင်အဲ့ဒီနာကခပ်ဖောင်းဖောင်းကြီးအပေါ်ကိုမြင့်တက်နေတာမျိုးတွေတောင်မှရှိပါတယ်။အဲ့ဒီငယ်ရိတ်ကလေးရဲ့အောက်မှာကအုံနောက်ကိုကာကွယ်ပေးထားတဲ့အလွှာသုံးလွှာရှိပါတယ်။ ဒါကြောင့်မလို့လက်နဲ့ထိုးတာဖိတာမျိုးကိုလုလိုက်မိမယ်ဆိုရင်အဲ့ဒီအလွာတွေကိုထိခိုက်ပြီးတော့အုံနောက်လည်းပျက်စီးနိုင်ခြေများပါသေးတယ်။နောက်ထပ်တစ်ချက်ကတော့အုံနောက်မှာတံပြန်ဖိအားရှိပါတယ်။သင်ကတခါတလေမှအဲ့ဒီငယ်ရိတ်ကိုဖိလိုက်မိမယ်ဆိုရင်လီပူပေါင်းတစ်လုံးလိုမျိုးအပြင်ဘက်ကိုပြန်ကန်ထွက်လာနိုင်ပါတယ်။အကယ်၍များအခမ်းမသိမှုဆိုရင်တော့ကလေးကတခါတည်းခေါင်းအပေါက်ကြီးနဲ့ကွဲသွားနိုင်ပါတယ်။တခါတလေမှဆိုရင်ကလေးရဲ့ငယ်ရိတ်ကိုအလွန်အကျွံဖိလိုက်ပြီးလုံးအုံနောက်ပဲ့သွားတာမျိုးတွေတော့မှကြုံခဲ့ရဘူးပါတယ်။ ဒါကြောင့်အတိလိုမျိုးသူတည်တနာပြချက်တွေအရဆိုရင်ကလေးရဲ့ငယ်တဲ့ကိုတော့ဘာမှသွားမလုပ်တာအကောင်းဆုံးပါပဲ။အချို့မိဘတွေကအဲ့ဒီကလေးငငယ်လေးတွေရဲ့မရှိရှိတဲ့သဘင်ကိုတခါတလေမှဘီဖီပြတတ်ကြပါသေးတယ်။ဒါမျိုးအကဲပိုရာတွေကတော့လုံးဝလုံးဝကိုမလုပ်သင့်ပါဘူး။ဘာလို့လဲဆိုရင်တော့အဲ့ဒီအချိန်မှများတစ်ခုခုမတော်တဆဖြစ်သွားပြီးတော့ငယ်တဲ့နားကိုထိုးမိခိုင်းမိတာတွေဖြစ်မဲ့ဆိုရင်ကလေးရဲ့အသက်အန္တရာယ်ထိခိုက်နိုင်လို့ပါ။ဒါဆိုရင်ဘယ်အချိန်မှမှအဲ့ဒီငယ်တဲ့တွေကိုကောင်းကောင်းမွန်မွန်ကင်တွယ်လို့ရမှာလဲ။ တော်တော်များများကပြောတာကတော့ငါးလအထက်ဆိုရင်ရပါပြီဒါပေမဲ့လည်းဆရာဝန်ကြီးတွေကတော့ကလေးရဲ့အနေရဲ့ပိုကင်းဖို့အတွက်ရှစ်လဒါမှမဟုတ်တစ်နှစ်တင်းတင်းပြည့်တဲ့အခါမှသာလင်းအဲ့ဒီငယ်တဲ့အယိုးလေးတွေကဆက်သွားတတ်တာကြောင့်မလို့ကလေးရဲ့ခေါင်းကိုအနေရဲ့ကင်းကင်းနဲ့ကင်တွယ်လို့ရတာပါတယောက်နဲ့တယောက်အယိုးတိစားပုံချင်းကလည်းတိတ်ပြီးတော့မတူသလိုတစ်ခါတလေမှဆိုရင်အဲ့ဒီဥကောင်းအခွန်ကြီးဘယ်အချိန်ဘလို့ပိတ်သွားမလဲဆိုတာကလည်းအခြေအနေမတူပြန်ပါဘူးများသောအားဖြင့်ကတော့ဆနလတစ်နှစ်တင်းတင်းပြည့်တဲ့အခါမှသာလင်းကလေးတိုင်းကငယ်တဲ့ဥကောင်းခွန်ပိတ်သွားပြီးတော့အနေရဲ့ကင်းကင်းကင်တွယ်လို့ရတဲ့အခြေအနေဖြစ်တာပါ ရိသတ်တို့ရောအဒီလှုပ်စီလှုပ်စီငယ်တွေကလေးကိုအသေးအစရာလို့မြင်မိကြပါသလားနော်ပရိသတ်တို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာပြောပြပေးကြပါအောင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့ပရိသတ်တရားချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်လည်းအခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ channel လေးကိုလည်း like and follow လေးလုပ်သွားပေးကြပါအောင်နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ရင်းနဲ့ပရိသတ်တို့စီကိုအမြန်ဆုံးပြန်လာခဲ့ပါမယ်ခင်ဗျာ